ဲနေလို့ winner ပဲကြိုက်ယူလိုက်ရတော့မလား winner ဆိုကိုလုံးဝအောင်မှန်းထားတာဒါပေမဲ့လည်းနေလေလွဲချော်သွားရဲ့ဒီကနေထက်မှန်ပြီးတော့တောင်းမှန်ပါတယ်လို့ရန်ကုန်ကမှပြေးဆွဲပြေးနေရတကယ်ဟိုရင်မောင်းနေရတကယ်ရင်မောင်းဦးလေးတို့တို့ဂုံပြီးတော့အားပြပေါ့ဒါရန်ကုန်မှာပဲရှိရဲ့ဒါဒိုင်းကားတို့ပဲဟိုအစ်မန်ယူပြီးတော့ပဲဟိုဖန်တီးလိုက်မယ်ပေါ့သူစုရတာမရတာကိုကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်အဓိကစိတ်ဝင်စားတာကတော့သူဟာရန်ကုန်တိုင်းဒေသ ကြီးရဲ့ကိုစားပြုတ်နေအဲသူရန်ကုန်တိုင်းဆိုရယ် taste ကိုသူပြိတ္တိကို performance ကောင်းကောင်းနဲ့တကယ်အနှစ်သာရတကူသူချပြလိုက်လို့ရှင်ဒါသူကတောင်းဝန်ချေပါဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်အမြင်နဲ့ top 3ကတော့အမြဲဝင်တယ်ဝင်ပြီးတော့ the first runner နဲ့ပဲကျင်းနေလိုက်ရတာဆိုတော့ final ညချိုင်တော့ winner ကြီးယူချလိုက်ရင်ကောင်းမလားအဲ့လိုစဉ်းစားထားတယ် 36ဆိုတာနဲ့ကိုယ်ကိုတန်းပြီးတော့မြင်သွားတာဘယ်တကယ်ကိုကျင်းတ်ပါတယ်လို့မြင်လွဲနေလို့ရင်းနှီးပဲကြိုက်ယူလိုက်ရတော့မလားမြင်ရလွဲနေရယ်မဟုတ်တော့ဘူးဒါပွဲမလာခင်နေကပေါ့နော်ဝင်းနာစုကိုလုံးဝအောင်မှန်းထားတာဒါမဲ့လဲနည်းနည်းလေးလွဲချော်သွားရတဲ့ဒီကနေထပ်မှန်ပြီးတော့တောင်းပန်ပါတယ်လို့ကြည်လေးနေအခု ုပ်ဆက်ကိုဘိုက်ပူကြီးကိုဖန်တီးပေးထားတဲ့ဇင်ဝီလီယံကို ီကနေပြီးတော့တစ်ချက်လောက်ဖိတ်ခေါ်ပြရစီသူတယောက်တည်းနဲ့သုံးဆုပ်ကိုဖိုက်ဖူကြီးဆိုတာဖြစ်လာအောင်လို့လုပ်ပေးရပါသူပါဘလူးအိုင်ဒီယာလဲဆိုတော့ဒီတကယ်ကြီးကိုမေးရပါတော့တကယ်ချင်းကတကယ်ချင်းနေပေးကဒီအတိုင်းဒေသကြီးကိုစားပြရလဲဆိုတော့အဲ့ဒါတကယ်ချင်းကနေပြီးတော့ဟိုရန်ကုန်တိုင်းဒေသကြီးကိုစားပြရတော့အဲ့ဒါရန်ကုန်ဆိုတော့ဒါတည့်ရတိုင်းပဲလေရန်ကုန်မှာကဟိုရန်ကုန်ဆိုရဲ့ခေရှားဝှစ်ဆောင်ဆိုတာဗာအမှန်တည်းပြောရင်ဟိုရှားအဖွေရလက်ခက်တယ်တော့မှာပါတယ်အဲ့တော့အဲဒီ ရန်ကုန်ဆိုတဲ့အရာလေးတစ်ခုပေါ့ဒါလေးကိုကြည့်လိုက်တာနဲ့ဒီဥဆုံလို့ကြည့်လိုက်တာဒါရန်ကုန်တိုင်းဒေသကြီးဆိုတော့သူ announce လုပ်ကြအောင်မလို့ပဲနဲ့ဒီ auto အလုံးတဲ့ဒီ section တော့တည်လာမှာလေဖန်တီးပေးခြင်းတွေကြောင့်မလို့အဲ့လေဟိုဟိုဘာဒီကျွန်တော်အဖေနဲ့ဖုန်းပြောနေမှာအဖေကသူ့ရဲ့အုံငယ်ဘွားအဲ့လို line ကြီးအကြောင်းတွေပြောနေတော့39ဘိုက်ကူကြီးပါလိုက်ခါတော့ဟောငါတို့ဒီ line ကားတွေပေါ့နော်ဒီမှရန်ကုန်ဒီမှာပြေးဆွဲပေးနေရတကယ်ဟိုရင်မောင်းနေရတကယ်ရင်မောင်းဦးလေးသူတို့ သူတို့မှန်တယ်ပြောနေသူတို့ဂုံပြီးတော့အားပြီးပေါ့သူအဲ့ဒါအဲ့လိုပါပဲဟိုဒီတနိုင်ငံလုံးမှာပဲဒါရန်ကုန်မှာပဲရှိရဲ့ဒါ line ကားကိုပဲဟို expand ယူပြီးတော့ပဲဟိုဖန်တီးလိုက်မယ်ပေါ့အဲ့လိုလိုတဲ့ခါမှာ line ကနေပဲတည်ရလဲတည်တိုင်းပဲ line ကနေပြီးတော့အခုအများကြီးယာကျော်ရှိရတဲ့မှာမှာအဲအားလုံးတီးမဲ့ဟာမျိုးဒီလူကြီးရောလူငယ်ရောဒီ line ကားလို့ပြောကြတယ်ဒီအောင်တော်ထမှာဒီဘယ်လိုပြောမလဲပေါ်လာမဲ့ line ကနေပဲဆိုလို့ရှိရင်39 byte ကြီးဆိုတာအားလုံးဒါ ဟိုကျွန်တော်ပြောချင်မလို့ပေါ့ကျွန်တော်များသိမယ်ဆိုတာအဲ့ဒါနဲ့ပဲကျွန်တော်အဲ့ idea လေးနဲ့ပဲတကယ်ကြီးရေးထားလေးတော့ဒီလိုရှိချိုးသူ step ပုံစံလေးပြရတယ်ပြောတော့တော်တဲ့အရင်အကြိုက်တယ်ပြောတကယ်ကြီးနေဒီအခွဲအကုန်လုံးကလည်းဒါဒီမုတ်ဆိုင်နဲ့ဒါကျစဉ်းစားလိုက်တာပဲဒါကလေးတွေပဲစဉ်းစားလိုက်တာဟာဆိုတော့လေအော်ဒါမဆိုးဘူးပေါ့ဒီတိုင်းလောက်ကြမယ်ဆိုပြီးတော့အဲ့ဒါလောက်ဖြစ်သွားတာပါခင်ဗျဟုတ်ကဲ့ ူစုရတာမရတာကိုကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်အဓိကစိတ်ဝင်စားတာကဆိုတော့သူဟာရန်ကုန်တိုင်းဒေသကြီးရဲ့ကိုစားပြည့်နယ်သူရန်ကုန်တိုင်းဆိုရဲ့ taste ကိုသူ great ကို performance ကောင်းကောင်းနဲ့တကယ်အနှစ်သာရကိုသူချပြလိုက်လို့ရှိရင်ဒါသူဟာတာဝန်ချေပါဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့အဲ့ဒါကြောင့်မလို့ကျွန်တော်သူအများကြီး stress လည်းမထားဘူးကျွန်တော်လည်းဒီဟာလုပ်တဲ့အချိန်မှာလည်းကျွန်တော် street အများကြီးမထားဘူးကျွန်တော်ပို့ပါပဲလုပ်ခဲ့ကြရဲဟိုလူငယ်တွေပဲပေါ့ရှိရ idea တွေနဲ့ထုတ်ကြရဲဟိုကျွန်တော်တို့ကကျွန်တော်ကျွန်တော်ကမန်နေဂျာလည်းကျွန်တော် ဒီဇိုင်နာကိုကျွန်တော်မိတ်ကက်เสียကျွန်တော်ဘုံမှာတစ်ခါမှလည်းဖက်ခုံမော်လည်းမတက်ခဲ့ဘူးသလိုအဲအဲအဲ့တစီဒီအက်ဒပင်လည်းကျွန်တော်မထူးခဲ့ဘူးအဲကြောင့်မို့တကယ်ကြောင့်ပြောသေးရဲ့ဟိုအင်တာဗျူးရဲ့ဖြစ်တဲ့ခါကျတော့ငါတို့ဒီဇိုင်နာလို့မတုံးပါနဲ့လို့တကယ်ဟိုနှစ်နှစ်လာလာလေးလာခဲ့ဒီဇိုင်နာတွေကိုအမှန်တကယ်အားနာလို့အဲကြောင့်မို့ဟိုဒါကျွန်တော်ကဒါဖန်တီးလိုက်တဲ့ဒါကျွန်တော် creator ကျွန်တော် creation တစ်ခုကိုကျွန်တော်ဖန်တီးတယ်ဆိုတော့ကျွန်တော်ကိုကျွန်တော် creator လို့ပဲသတ်မှတ်ပါတယ်ဒီဇိုင်နာလို့တော့မခံရုံးပါဘူးအမြင်နဲ့ top 3ရောအမြဲဝင်နေတယ် ဝင်ပြီးတော့ the first runner နဲ့ပဲကျင်းနေလိုက်ရတာဆိုတော့ final ညချိုင်တော့ဝင်းနိုင်ယူချလိုက်ရင်ကောင်းမလားအဲ့လိုတော့စဉ်းစားထားရဲ့ဆိုတော့အများကြီးမှန်းတာတစ်ခုမဟုတ်တစ်ခုလို့ရှင်ငါဝင်းတာပဲသူတော်ပြောသေးရဲ့ DIY ကိုဝင်းနိုင်ရအောင်ယူယူမှာပေါ့ဆိုတော့နည်းနည်းတော့1 day ပါပေါ့အရန်အားရတယ်ဟိုမှာရက်နေကြတော့ဒီဘက်ကလူတွေကကိုယ့်ကိုကင်မရာနဲ့ဖုန်းနေနေအကုန်လုံးချိန်ပြီးပါရဲ့အကုန်ချိန်ပြီးပါရဲ့ ဲ့မှာတွေဟာအရန်ပြီးတော့ဒီကားဆိုတဲ့အရာမြန်မာနိုင်ငံမှာဘယ်သူမှမချပြရသေးဘူးဘယ်သူမှမလုပ်ကြသေးဘူးဆိုတဲ့အရာကိုချပြခွင့်ရတဲ့အတွက်တကယ်ဝမ်းသာပါတယ်အဓိကတော့ဆနာဝီလျံပြောလို့ပဲဆုရမြတ်တဲ့ဒီအရာကို39ဆိုရနဲ့ကိုယ်တန်းပြီးတော့မြင်သွားတာကိုပဲတကယ်ကိုကျင့်နေပါတယ်လို့တောင်းပန်ပါတယ်လို့ခဏခဏပဲ top 3ပဲဝင်ပြီးတော့အမြဲတမ်းပဲဒီလိုမျိုးပဲဖြစ်နေခဲ့တဲ့အတွက်ကြောင့်မလို့ final ညကြရင်တော့အကောင်းဆုံးအကောင်းဆုံးကျူးစားပါမယ်ပြောလို့ရှိရင်ပိုပိုး19ရက်နေ့မှာလဲ preliminary ရှိပါတယ်အခါကျရင်ချွတ်ချွတ်တင်မှာ live အားပေးလို့ရပါတယ်ရှင်တီရာလေးတွေတတ်ထားတာလေးတွေနဲ့ဒါအကောင်းဆုံးချပြနိုင်အကောင်းဆုံးချပြနိုင်ခဲ့လို့ကိုကိုတင်နေပေါ့နော်ဒါပေမဲ့လည်းဒါတေချာကြည့်မယ်ဆိုလို့ရှိရင်လိုအပ်ချက်တွေအားနည်းချက်တွေရောအများကြီးဟိုရှိပါတယ်တွေ့ရပါတယ်အဲ့တော့ကြောင့်မို့တဲ့လေးတွေကိုနားလေသိခံပေးပြီးတော့စစ်တဲ့စစ်တွေနဲ့ကြည့်ရှုပြီးပြည့်တဲ့ကြိုးလေးကျေးဇူးများတင်ပါတယ်ဒီနေ့ပြောချင်ပါတယ်